Warmly welcome back to her also channel. အားလုံးမင်္ဂလာပါရှင်။ Her also channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ Emily ဖတ်ပြပေးမှာကအခု current situation ပေါ့နော်။အခုအချိန်မှာဒီ message ပေါ့နော် spiritual message ကပါလေရမယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်။ဒါလေးကိုအမေရည်ရထားတာ intention က timeless ပေါ့နော်။အော်ကို ီရထားတဲ့ကြာမလို့အားလုံးပြထားတဲ့ကြာမလို့ဒီဗီဒီယိုလေးကိုမြင်တာနဲ့ပေါ့နော်ဟိုဘယ်အချိန်မှမြင်မြင်အဲကိုရဲစိတ်ထဲမှာရွေးချင်စိတ်ဖြစ်လာတဲ့ဖိုင်လေးကိုယူလို့ရပါဖိုင်လေးတစ်ခုလည်းယူပေးပါနော်ကိုရဲ inspiration မှာပထမဆုံးရွေးချင်စိတ်ဖြစ်လာတဲ့အမြင်အာရုံထဲမှာပထမဆုံးရွေးချင်စိတ်ဖြစ်လာတဲ့ဖိုင်လေးကိုယူပေးရမှာဖြစ်ပါတယ်။ဦးစပြီးတော့ယူလိုက်ကြပါနော်။ 1.1 message not by two to message spiritual message pine leader spiritual message also ဘာနေလို့အမလို့စပြီးတော့ယူလိုက်ကြမယ်နော် hi pine number 1 okay wow pine number 1ကိုရေးထားတဲ့တွေ့တမ်းနေစပြီးတော့ဖတ်ပြပေးမယ်နော် pine number 1.1ကအခုဒီချိန်ကနေစပြီးတော့ အဲ့ဒီ picture message လေးကိုမပြောခင်မှာရထားတယ်ဒီပေါ်တော့အခြေခံအသေးပဲလို့အရင်ပြောပြပေးမယ်အခုအချိန်ကကိုယ့်အတွက်ပေါ့နော်ဟိုစွန့်စားမယ့်အချိန်နေပြီးသွားပြီနော် challenge လုပ်ရတဲ့အချိန်နေပြီးသွားပြီပုံမှန်ဆို picture message မှာကြည့်ပါဦးတိမ်မဲတွေကနောက်မှကျန်ခဲ့ပြီနော်တင်းအဖြူရှိပြီဒီမှာလှိုင်းနေတာနောက်မှကျန်ခဲ့ပြီဒီမှာညံ့ညံ့ညောင်းလေးနဲ့ထွက်လာပြီအမှမိသားစုလို့အမြဲတမ်းခံစားရတယ်မေဘီတချို့အတွက်မိသားစုသုံးစုလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော် အဖေမိအဲကလေးဒါမှမဟုတ်လဲ person ၃ယောက်လဲဖြစ်ဖြစ်မဲ့အဲ့လိုမျိုးကိုအတွက်ဒါ okay thank you နောက်ထပ်မရတဲ့ message က success was အရာဆိုရင်တော့ဒါ movement တစ်ခုခုပါပြချက် message အရာဆိုရင်အပြောင်းရွှေ့တစ်ခုခုနော်ပြောင်းရွှေ့တစ်ခုခုအဲလုံနေတာမျိုးများရှိလားပေါ့အမနေရပြောင်းရွှေ့လားအိမ်ပြောင်းရွှေ့လားဆိုင်ကပြောင်းရွှေ့လားကိုရ live ပေါ့နော် live ဘဝအခြေအနေရအပြောင်းရွှေ့တစ်ခုခုလုံနေတဲ့အချိန်ကာလမျိုးမှာ ကိုအတွက်အဆုံးစားရတဲ့အချိန်လေးပေါ့နော်အာပြီးသွားပြီအဆုံးတက်သွားပြီဒါဆိုရင်ဘာဖြစ်လဲကောင်းတဲ့အချိန်လေးလေးကိုစီကိုရောက်လာတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အခုဒီကိုယ့်ရဲ့ဘဝတွေကဒီထက်ပိုပြီးတော့ဒီနေ့ဒီချိန်ကနေစပြီးတော့ဒီဖိုင်လေးကိုကြည့်တဲ့ချိန်ကနေစပြီးတော့ looking up နောက်ထပ်ပေါ့နော်ဒါအမိရတဲ့ message ကိုအဓိကပြောမယ်ပေါ့နော်ဟိုဒီဘာသာပြန်တာထပ်စာရင် ပို့ပြီးတော့ဟိုမြင့်မြတ်တဲ့မြင့်မြတ်တဲ့ဆိုပို့ပြီးကောင်းတဲ့အခြေအနေတစ်ခုကျမရေးဘက်မှာဆိုရင်လည်းပို့ပြီးတော့ကျမရေးကောင်းတဲ့အခြေအနေတစ်ခုတွေဖြစ်မယ်။နောက်အတွေးတွေဆိုရင်လည်းအတွေးတွေရမ်းများမဟုတ်တော့ဘူး။ပို့ပြီးတော့ကောင်းတဲ့အခြေအနေတစ်ခုလုပ်ငန်းကံကံမှာလည်းပို့ပြီးတော့မြင့်မာတဲ့အခြေအနေတစ်ခုကိုတက်လှမ်းမှုအတွက်နော်စပြီးတော့ပြောင်းလဲဖြစ်လာပြီ။အဲ့တော့ ဟိုစိတ်မာလဲပူပန်ရတယ်ဆိုရချင်းနေမျိုးတွေမရှိတော့ဘူးတဲ့ဒီအခြေအားနေစပြီးတော့เนาะလာမဲ့အနာဂတ်ကာလတွေမှာဆိုရင်စိတ်တက်တာတက်တာရတက်တာကြောင်းနေပဲဟိုငင်းငင်းကြမ်းကြမ်းလေး live ကိုဖြတ်တန်းပြစ်မယ်ဆိုတဲ့ပုံစံမျိုးเนาะအဲ့စိတ်တက်ကြွားတာစိတ်အားငယ်တာစိတ်အားငယ်တာတွေကြအော်စိတ်ကြရှုံးနေလို့ခံစားရတာတွေအားငယ်တာတွေပေါ့နော်ဝမ်းနေတာတွေစိတ်မကောင်းဖြစ်တာတွေပေါ့နော်ရှက်ရွတိမ်ငယ်စိတ်တွေပေါ့နော် depression ဖြစ်တဲ့စိတ်တွေပေါ့နော် ိုအဲ့ဒီဟာတွေအကုန်လုံးနောက်တစ်ခုကအဖျား illness အဖျားဆိုတဲ့နိမ်ကောင်းဖြစ်တာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပူပန်ရတယ်အစိုးရင်ရတယ်ကျန်းမာရေးအခြေအနေအဲ့ဒါတွေအားလုံးကိုအဲ့ဒီအားလုံးကဒါအဆုံးသတ်သွားပြီအဲ့တော့ကျန်းမာရေးအတွက်ဆိုရင်ပိုကောင်းအောင်စေဝါစေဝါကောင်းတာတွေတွေ့တာ၊ဆံဝင်ကောင်းတွေတွေ့တာ၊ယောဂတွေရှာတွေ့တာเนาะဟိုဒီလိုပဲစိတ်ပန်းဆိုင်ရမှာလဲစိတ်ခွန်အားတွေပြန်ပြီးတော့ရှိလာတာအဲ့လိုခြေနေမျိုးတွေ့ရတယ်။တချို့တွေကတော့နေရဲ့အရွှေပြောင်းလောက်တာပေါ့เนาะဟို ခီးသွားဖို့ပြင်တာတော့အဲ့လိုမျိုးလေးတွေကိုဟိုစပြီးတော့လုပ်ဖို့အတွက်ပေါ့နော်ဟိုအခြေခံအားဖြင့်မှ passport ရှောက်ကြောက်တာဖြစ်မလားဟိုအဲဘာသာစကားတက်တက်တင်ယူတာဖြစ်မလားတနည်းအားဖြင့်တရားရွှေပြောင်းလုပ်ဖို့အတွက်ရင်ငားတာမျိုးတွေဖြစ်မလား relocation ပေါ့နော်နေရွှေပြောင်းလုပ်ဖို့အတွက်ရင်ငားတာတွေဖြစ်မလားလေးရင်စီရင်စီစဉ်တာဖြစ်မလားခီးသွားဖို့အတွက်ပြင်ဆင်တာမျိုးတွေပစ္စည်းတွေဝယ်တာမျိုးတွေဖြစ်မလားအဲ့လိုမျိုးတွေလည်းလုပ် ရမယ်ကာလာမျိုးဖြစ်တယ်အဓိကကတော့တိမ်မဲတွေအကုန်လုံးပြီးသွားပြီเนาะတိမ်မဲတွေကိုနောက်ကမှခြံနှားခဲလက်နိုင်ပြီကိုယ့်အတွက်ကာရှိမှလာတဲ့ကံတွေကကောင်းတဲ့ကံတွေပဲလာမယ်ဒါပေမဲ့တခုတော့ရှိတယ်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံထပ်ပြုမဲ့ကံတွေကလည်းကောင်းတဲ့ attitude နဲ့သွားဖို့လိုအပ်တယ်တခြားသောတစုံတစ်ယောက်ပေါ်တစုံတစ်ဦးပေါ်မှာလည်းမြစ်တာမပြတ်ပေါ့เนาะမြစ်တာထားပြီးတော့ဟိုကျေစနိုင်ဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ကံတွေကကောင်းနေမှလေနော်။ကံတွေကိုပြုတ်လိုက်တဲ့ကံတွေကကောင်းနေမှကိုယ့်စီပြန်လာတဲ့ 5D ကန်နေရလဲကောင်းနေပါလေနော် Okay so pandemic 1 community ညမှာပဲအဆုံးသတ်ပြစီအဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည့်ပေးတဲ့တူတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အမျိုးစီမှာပေါ့နော် personal package လေးဝယ်ယူနေတာပဲဖြစ်ဖြစ်ကျတော့ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့ပေါ့နော်တစ်ဖက်မှာလည်းအလုပ်တစ်ဖက်မှာလည်းအကြောင်းရှိနေပြီမဲ့ကိုယ့်ရဲ့အားလည်းချိန်မှာပဲပေါ့နော်ကိုလေးလာခြင်းနဲ့ခါမျိုးမှာဆိုရင်အမျိုးစီမှာ video complete class လေးပေါ့နော် video အစအဆုံးအကုန် ပြင်ဆင်ပြီးသွားပြီအဲကိုက group တွေဝင်ပြီးလေ့လာရုံပဲပေါ့နော်အဲ့လိုမျိုး class တွေရှိပါတယ်ဒါအပြင်ပေါ့နမဟုတ်ဘူးကျမမှာအချိန်တွေကအများကြီးရှိနေတယ်အချိန်တွေရနေတယ်ရက်တူတူတွင်းမှာပဲကျမကလုံးနိုင်နေဆိုရင်လေအဲဒီမှာ video တွေကအလုံး ready ဖြစ်နေပြီတော်ကြောင့်မလို့ကိုယ့်ဘက်ကတော့ practice ပေါ့နော် practice 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 ပေါ့နော်လေ့ကျင့်တာ practice makes perfect အဲ့တော့လေ့ကျင့်များများလေ့ကျင့်ပါကိုကိုတိုင်းကလည်းကိုကိုကိုနံပါတ်1ပေါ့နော် ဘရိုဇန်တွေထုံမယ်ပြီးရင်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုလေ့ကျင့်လေ့ကျင့်နေဆိုပေမဲ့လည်းသူတို့ရဲ့ feedback တွေကိုနားထောင်မယ်ပေါ့နော်အဲပြီးရင်တော့အမျိုးဒီစပြီးတော့ practice လေးလေ့ကျင့်မယ်ပေါ့နော်လေ့ကျင့်ပြီးတော့ career တစ်ခုအနေနဲ့ကိုသွားချင်တယ်ဆိုတော့ခြေတလန့်မိတလန့်ပေါ့နော်စာလန်းလို့ရတဲ့ video class လေးတွေရှိပါတယ်နော်ဒါအပြင်အမျိုးရှိမှလာမယ့်ရက်30အတွက်ပေါ့နော်လာမယ့်ရက်30အတွက်ဖတ်ပြီးတဲ့ monthly reading လို့ပြောရမှာ next study days လို့လည်းပြောရ general ဖတ်တာမျိုးပေါ့เนาะအဲ့လို general reading လေးလည်းရှိပါတယ် အဲဒီလိုမမဟုတ်ဘူးနောက်တစ်ခုကကြာတော့ဒီလိုရက်30ရက်30အတိုင်းမှာပို့ပေးတယ်ပေါ့နော်ခုနက general reading အပြင် ကို self improvement reading ပေါ့နော်မိကုန်းလေး၅ခုကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးကိုယ့်ရဲ့ဒီဟို spiritual ဘိုင်းမှာပဲဖြစ်ဖြစ်အဲ့ communication ဘိုင်းမှာပဲဖြစ်ဖြစ်ပြောဆိုစံရေးဘိုင်းမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီလာမယ့်ကံကြမ္မာတွေကဘယ်လိုမျိုးခြေနေတွေရှိနေလဲ universe ဘက်ကဘယ်လို supporting နေပေးမလဲဘာတွေကို lesson learn နေလုပ်ရမလဲ အဲကိုကရောလက်ရှိအခြေအနေမှာ consciousness ဘယ်လိုရတယ်ကိုတတိထားပြီးတော့တတိကပ်ပြီးတော့ရှေ့ကိုဆက်ရှောက်မလဲပေါ့နော်အဲ့လိုမျိုးလေးသိကျင်တဲ့သူတွေအတွက်ဆိုရင်တော့အမျိုးရှိမှာ self improvement reading ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒါလည်းတစ်လတစ်ခါမျိုးဖတ်ပို့ပြီးအဲ့တော့ခုနက general reading လေးကိုဝယ်ယူကျင်တာပဲဖြစ်ဖြစ် self improvement reading လေးကိုဝယ်ယူကျင်တာပဲဖြစ်ဖြစ်6လတစ်နှစ်ပေါ့နော်ဇာတ်လေ6လဇာတ်တစ်နှစ်စာဆိုလို့ဝယ်ယူလို့ရပါတယ်ရှင့်ဟုတ် okay အာအဲ့တော့ဒါပြင်ပေါ့နော် ဟိုဘာထက်ရှိသည်လဲဆိုတော့ကအမလို့ရှိမှာဟို healing ပေါ့နော် healing နဲ့ပတ်သက်ပြီးတော့လိုချင်တယ်အမ class လေးတော့မရှိသေးအမလို့ရှိမှာ healing class တွေလာမိတဲ့သူတွေရှိရေပေါ့နော် healing class တွေတော့အမလို့မှာမရှိဘူးဒါပေမဲ့မရှိသေးဘူးမရှိသေးဒီ2015မှာတော့ရှိမယ်အထူးသဖြင့်လေးလပိုင်းနောက်ပိုင်းလောက်ဆိုရင်တော့ရှိလိမ့်မယ်ပေါ့နော်အဲ့လိုလိုအများနဲ့ပြန်ပြီးသင်ပေးတဲ့ class မျိုးတွေရှိမယ်ပေါ့နော်ဒါပေမဲ့အခုလောလောဆယ်မှာ101အနေနဲ့တယောက်ချင်းပဲ healing လုပ်ချင်တယ် အဲပေါ့နော်ဒါဆိုရင် free class လေးရမယ်အဲပထမဆုံးအချိန်ကတော့အကုန်လုံးက free class ပေါ့နော်နောက်တစ်ခုကကြာတော့အမလို့ဒီအာ paint class တွေလိုချင်တဲ့သူတွေအတွက်ဆိုလည်းရပါတယ်နော် okay so ဖန်နမဝန်ကိုအမလို့ဒီညမှာပဲအဆုံးတက်ပြရစီအဆုံးထိအချိန်ပေးပြီးအကြံပေးပြီးတော့အချိန်ပေးပြီး energy ပေးပြီးတော့နားထောင်ပေးတဲ့တဦးတယောက်စီတိုင်းကိုကျေးဇူးများတင်ပါတယ်အာဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့တော်တော်တဦးပါပေါ့နော်စိတ်ခွန်အားရသွားတယ်ပေါ့နော်အာ အချင်ညာကောင်းနေရသွားတယ်ပေါ့နော်လမ်းစာလေးတွေပေါ်သွားတယ်ဆိုရင်ဟာတော့ဆိုဘက်ကနေပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်နော် so bye bye see you soon final number 2ဒီတစ်ခေါက်ကတော့အမေက final number 2ကိုရွေးထားတဲ့သူတွေအတွက်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်နော် final number 2ကိုရွေးထားတဲ့သူတွေကအခုဒီလက်ရှိကိုယ့်ရဲ့ current situation လက်ရှိခြေအနေကိုပေါ်မူတည်ပြီးတော့ universe ကနေဘယ်လို message တွေထပ်လာဖို့ရှိနေပေါ့နော်ပြန်ထောက်ပံ့နေဘယ်လိုမျိုးရှိနေနိုင်လဲဆိုတာလေးဖတ်ပြပေးမှာဖြစ်ပါတယ် အရရတဲ့ကလေးကတော့ Queen of Wands ရဲ့ကက်ကလေးရတာပါတယ်အဲ့တော့ဒီမကြခင်မှာပေါ့ Pandemic 2ကဘယ်လို energy မျိုးဖြစ်ပြောင်းလဲသွားမလဲဆိုတော့ပို့ပြီးတော့ထက်မြက်လာတာเนาะပို့ပြီးတော့ပါရမီတွေပို့ပြေသွားပို့ပြီးတော့လွတ်လပ်လာတယ်လူတွေဟိုအရင်ကလိုပေါ့เนาะကိုယ့်ရဲ့မိဘကြောင့်ကိုယ့်ရဲ့တငယ်ချင်းကြောင့်ဘသူကြောင့်ဘယ်ဝါကြောင့်ဆိုပြီးတော့လုံနေရတာမျိုးတွေမဟုတ်ပဲနဲ့ကိုယ့်ရဲ့ဘဝကိုကိုလွတ်လပ်စွာလွတ်လွတ်လပ်လပ်နေပေါ့เนาะအမိအခွန်ကိုကင်းကင်းနဲ့အာကျေးဆက်ရှောင်နိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အာနည်းနည်းလေးတော့လေ လက်ရှိဖြစ်နေတဲ့အခြေအနေကိုကိုကလေထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးပေါ့နော် control လုပ်နိုင်တဲ့အခြေအနေမျိုးတော့တွေ့ရဒါကတော့ဆိုလိုချင်တာကိုရဲ့ life ကိုကိုဥဆောင်နိုင်မဲ့ self leadership skill တွေမြင်လာမဲ့ကာလမျိုးလို့ပြောလို့ရတယ်နော်ပြီးတော့ final number 2ကဟိုဒီပေါ့နော်လောကမှာကိုမလုံနိုင်တဲ့အရာက မရှိဘူးပေါ့နော် nothing you can do ကိုမလုံးနိုင်တဲ့ရာရှိကိုမရှိဘူးဒီ universe မှာအဓိကကဘာလဲဆိုကိုယ့်ရဲ့ energy ကိုယ့်ရဲ့ vibe ကိုကိုကပြင်ယုံမဲပေါ့နော်ကိုကအဲ့လိုမျိုးလက်တွေ့ကြကြနဲ့ action ယူနေုံပဲအဲအဲ့ဒါကိုပုံနာလေလာမယ်ပေါ့နော်အဲ့ဒီနေရာမှာအမြတ်လေးဘာကြောင့်မှမသိဘူးမှာ message တစ်ခုဝင်လာတယ်ပေါ့နော်ဒီဟိုအလေးကို cut လေးကိုဖတ်နေရဆိုမှဒီ cut message အတိုင်းမဟုတ်ပဲနဲ့ပေါ့နော်ဒီ cut မှာရေးထားတဲ့စာအတိုင်းမဟုတ်ပဲဝင်လာတဲ့ message တချို့ရှိတယ် ဲ့ဒါပါလဲဆိုရင်ဟိုဒီ file number 2တွေကတချို့လူနဲ့ energy အဆင်ပြေတာဖြစ်နိုင်တယ်เนาะဟိုအချို့အတွက်တော့မဟုတ်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ကိုယ်နဲ့ energy အဆင်ပြေတဲ့ file ကိုပဲယူပေါ့เนาะဘာလို့ဆိုတော့ဒါဝင်လာတဲ့ message ကကြာပါလဲဆိုပို့မှုလေးတဲ့လူဒီမှာကံတရားဆိုတာရှိရယ်ပေါ့เนาะကံတရားဆိုတာရှိတယ်အဲ့ဒီကံတရားဟိုကကနေတိုင်းသွားရမှာပဲကန်လျားတိုင်းပဲဆိုတာမျိုးပေါ့အဲ့လိုမျိုးယုံကြည်ရတဲ့သူဒီဖန်နမထူထဲမှာပါလာမသိဘူးပေါ့နော်ကံကိုယုံကြည်ရဲဆိုတာမှာ အနိတွက်ကကြာကန်ဆိုကိုယ့်ရဲ့ကာယကံဝစီကံမနောကံကိုကပြုနေတဲ့ကံနေကိုကတွေးနေတဲ့ကံနေကိုကခံစားနေတဲ့ကံနေကံဆိုပြုလုပ်လိုက်တဲ့အလုပ်ပေါ့နော်အမိအတွက်ကြာအမိအဲ့လိုမျိုးခံယူထားတာမျိုးပေါ့နော်အဲ့တော့ဟိုဒီမှာဒါကဖန်ရမတူဖန်ရည်လည်း message မှာပါလာတယ်ကတ်မှာပါလာတယ် message မှာမဟုတ်ဘူးအမိစီဝင်လာတဲ့ message ပေါ့နော်အမိဒီလိုမျိုးပြောနေပြီမဲ့တစ်ဖက်ကနေပြီးအမိရှင်ဝင်လာတဲ့ message ကဟို လူတွေမှာကံတရားဆိုတာရှိတယ်ဆိုတာမျိုးပေါ့နော်အဲ့ဒီကံအတိုင်းလာတယ်လာတယ်ဆိုတာမျိုးပေါ့နော်အမကြီးကတော့လေဟိုโอเคကိုကိုကိုယုံကြည်တယ်ပေါ့နော် I believe in yourself ကိုရဲ့စိတ်ကဘယ်အချိန်လဲဆိုတော့ချက်ချင်းပြောရခဲ့တယ်ဘာလို့တကယ်တကယ်လဲ energy vibe တွေမတူပြူထားတဲ့အကြောင်းအကျိုးတွေမတူကြဘူးပေါ့နော်ဒါပေမဲ့ကိုကကိုရဲ့တန်တရားကိုဖန်တီးနေတာမျိုး အဲ့ဒါကတော့အမြဲလုံးဝအပြေဝလက်ခံတယ် manifest တယ်ပဲပြောပြောတန်တရားကိုဖန်တီးတယ်ပဲပြောပြောကိုဖန်တီးလိုက်တဲ့တန်တရားဟာကိုဖန်တီးလိုက်တဲ့အရာဟာကောင်းတဲ့ကံတွေဖြစ်နေဖို့တော့အရင်အရေးကြီးပါတယ်နော်အဲ့တော့ဒီနေရာမှာဟိုတည်ရမလားအမြဲနဲ့သဘောထားကွဲလွဲတဲ့သူတွေပါကောင်းပါနိုင်တယ်အမြဲတော့အပြစ်မပြောဘူးဒါပေမဲ့အမိတွက်ကြတော့ကံတရားဆိုတာကိုကကာယကံဝစီကံမနောကံအရာပေါ့နော်ပြုထားတဲ့ကံတရားပဲကိုစီကိုအာပြန်လာတယ်ကိုထုတ်ထားတဲ့ vibe တွေအတိုင်းပဲ မပြန်လာအဲ့တော့တခုတော့ရှိရပေါ့ universe နဲ့ amnura ဒီ language ပေါ့နော်ဟို language လို့ပြောရမလားဘာသာစကားပေါ့ကိုဟို universe ကနားလေတာနဲ့ အဲ့တော့ဒီမှာလည်း okay thank you နောက်ထပ် message တချို့ကလည်းဝင်လာ Universe ဆိုတာစัจ java ရာကြီးပေါ့လေစัจ java ရာကြီးကအာနားလဲတယ်လို့စัจ java ရာကြီးကစကားပြောနေတယ်လို့စัจ java ရာကြီးက message တွေပေးနေတယ်လို့အဲ့လိုမျိုးရတယ်စัจ java ရာကြီးကတခုခုဖြစ်နေတယ်ဆိုရင်တော့ဒါကဒီလူမှာပေါ့နော်တခုခုအဲသူကအဲ့လိုမျိုးပုံစံမျိုးပြောချင်တာအဲ့လိုပြောတဲ့ပုံစံ vibe တွေကိုပဲပြောတာမျိုးကိုကထုတ်နေတဲ့ vibe တွေကကိုစီကိုတံပြန်ပြန်လာမဲ့ vibe တွေအဲ့ဒါကိုအဓိကပြောချင်တာမျိုးနော်အဲ့တော့ဟိုဗာလဲဆိုတော့ ကိုယ့်ရဲ့အိမ်မက်ကဖြစ်လာနေအဲ့တော့ဒီတေချာပဲဒီဖိုင်နံပါတ်2မှာအိမ်မက်အကြီးရှိလိုက်မယ်ပေါ့နော်အိမ်မက်အကြီးရှင်ကိုယ့်ရဲ့အိမ်မက်တွေကတကယ်ဖြစ်လာနိုင်တယ်ဖြစ်လာအောင်လို့လဲလုံနိုင်စွမ်းက your ability ကိုယ့်ရဲ့ ability ကိုမှရှိပြီးသားကိုယ့်ကိုယ်ကိုအထင်မသေးပါနဲ့အဲ့လိုမျိုးပြောရနော်အဲ့တော့လေအထင်အဲ့ကိုယ့်ကိုယ်ကိုဟို maybe ဒီရက်ပိုင်းဒါမှမဟုတ်အခုလက်ရှိချိန်ထဲမှာကိုကစိတ်တက်ကြအားငယ်နေတာပေါ့နော်အဲ့လိုမျိုး ပိတ်ငင်နေတဲ့အားငိနေတဲ့စိတ်မျိုးခံစားနေရတာပေါ့အဲ့တော့လေအမေဒီ vlog တွေတစ်ခုမှနားထောင်ပို့တာမျိုးရှိရဲပေါ့နော် message ပေါ်လာတာပါလဲဆိုတော့ကကိုကိုကိုအဲ့လိုတိတ်အထင်သေးအောင်တိတ်ငယ်အောင်ကိုကိုတိတ်ငယ်အောင်ဘယ်သူမှလုပ်လို့မရဘူးပေါ့ကိုကိုတိတ်ငယ်အောင်လုပ်လို့ရတဲ့သူကတဦးတည်းရှိအဲ့ဒါဘယ်သူလဲဆိုတော့ကိုပဲပေါ့နော်ဘာကြောင့်ကိုကကိုကိုကိုတိတ်ငယ်အောင်လုပ်နေရလဲပေါ့နော်အဲ့တော့အဲတွေးနေတဲ့အတွေးတွေမြင်နေတဲ့အမြင်တွေအဲခံစားနေတဲ့ခံစားချက်တွေကိုကြောင်းလိုက်လို့ရတယ် เนาะဘာလို့ဆိုတော့ကိုယ့်ရဲ့လက်ထဲမှာပဲရှိတာမျိုးပေါ့เนาะအဲ့တော့ကိုယ့်ကိုတင်ငယ်အောင်ဘယ်သူကလှုပ်လို့ရလဲဆိုဘယ်သူမှလှုပ်လို့မရဘူးအဲကိုယ့်ကိုယ်ကိုပဲလှုပ်လို့ရတယ်အဲ့လိုပဲကိုယ့်ကိုယ်ကိုတိုးတက်အောင်ဘယ်သူကလှုပ်လို့ရလဲဘယ်သူမှလှုပ်လို့မရဘူးကိုယ့်ကိုယ်ကိုတိုးတက်အောင်ဆိုရင်ကိုယ်တိုင်းကပဲစပြီးပြောင်းလဲရမှာ action ယူရမှာမျိုးပေါ့เนาะအဲ့လိုမျိုးအတကယ်လို့ဒီဖွဲ့ထဲမှာဒါ energy အစင်ပြေတဲ့သူယူပါကိုကိုတင်ငယ်အောင်တင်ငယ်စိတ်ဝင်တာအားငယ်စိတ်ဝင်တာသူများနဲ့ကိုကိုကိုနှိုင်းရှင်မိတာမျိုးတွေ အဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုရင် never underestimate ပေါ့နော်ကိုကိုကိုအထင်သေးပါနဲ့ပေါ့နော်ကိုမလုံနိုင်ဆိုရင်အများကြီးရှိပါတယ်အဲ့တော့ဒီလီကိုရဲ့ဒီ big dreams ကိုရဖို့အတွက်ဆိုရင် step by step လေးသွားမယ်ပေါ့နော်ကိုရဲ့ဒီ daily နေ့စဉ် process daily လောက်နေ့စဉ်နေ့စဉ် daily routine တွေကိုတရားလေးသွားမယ်ဆိုတော့ yes ရလာနိုင်နေအဲ့တော့ အဓိကကဘာလဲဆိုတော့ဒီဖိုင်အတွက်လိုအပ်ချက်လေးတကူအထက်ရှိသေးတယ်ဆိုတော့ message ပုံလေးထပ်ပါလာအဲ့ဒါဘာလဲဆိုတော့အလောက်အကိုင်းနဲ့ personal life မှာ balance ဖြစ်ဖို့လိုတယ်အဲ့တော့အလောက်ကန်တချို့တရအလောက်ကန်တချို့တရတော့ပညာရေးပေါ့နော်ပညာရေးဆိုရတဲ့ဒါနောက်တစ်ချိန်မှာမျိုးကဒီအလောက်ကန်ဘက်ကိုသွားမှာမျိုးပေါ့နော်အဲ့တော့ personal life နဲ့ဒီ career education နဲ့ပေါ့နော်အဲ့ဒါ balance ဖြစ်နေဖို့လိုအပ်တယ် အဲ့ဒီရ balance ဖြစ်ဖို့ဆိုရင်ဥပမာတနေ့ကိုလူတိုင်းလူတိုင်းက24နာရီရတယ်ပေါ့နော်7နာရီကို8ချိန်တို့ကတော့ဖယ်ထားလိုက်အောင်အဲ16နာရီကျန်အဲ့ဒီမှာမှ ကိုယ်ရဲ့ဒီပညာရေးကိုလေ့လာမဲ့ချိန်ရှိမယ်နားမဲ့ချိန်ရှိတယ်မိသားစုတို့အချိန်ရှိမယ်တကယ်ကြီးမိတ်ဆွေတွေတက်ရှင်ကိုယ့်ရဲ့ကျန်းမာရေးအတွက်အဲဂျင်သွားတာယောဂဆော့တာเนาะအဲ့လိုမျိုးအချိန်ရှိမယ်အဲ့ဒါကို ရနေအောင်ကိုကတွားနိုင်မှုလိုရတယ်တဖက်ဖက်ကိုအစွန်းရောက်တာမျိုးမဟုတ်ပဲနဲ့ဒီမှာဆိုရင်ဒီ Queen of Wands Energy ရာဆိုရင် Immortal ကိုကိုတိုင်းကလည်းဥစားနိုင်သွန်းရှိရနော် Self Leadership Skill ရောတခြားသူတွေကိုအာ Okay ဒီညမှာအမြဲတခြားသူကိုဥစားနိုင်လို့ရအမြဲတိတ်မပြောချင်ဘူးသူကိုနဲ့တူတူအတူရှောက်မဲ့သူတွေပေါ့နော်အဲသူတို့တွေအဲကလည်းအားကြပါလိမ့်မယ်နော်အဲ့လိုမျိုးဥစားနိုင်နဲ့ဥစားနိုင်နဲ့တွားပြီးကိုကတွားဥစားစရာမလိုဘူးကွာဒီလားသူတို့ကအဲ့လိုအားကြတာမျိုးတွေ ဲ့လိုမျိုးအဓိက self leadership ပေါ့ကိုကိုကိုဦးဆောင်နိုင်စွမ်းကလည်းအမြဲတမ်းအမြင့်နေတယ်မှာပါတယ်။ဒါပေမဲ့တခုပဲအမြတ်နေဖို့လိုတယ်။ balance ဖြစ်နေဖို့လိုရတယ်။အလုံး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 လုံးငွေ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 အဲ့လိုမျိုးမဟုတ်ပဲနဲ့သူ့အချိန်နဲ့သူလေးတွားတာမျိုးပေါ့နော်။အတန်ငယ်ချင်းမိတ်ဆွေနဲ့တွေ့တဲ့အချိန်မှာတွေ့မယ်။ပြောမယ့်အချိန်မှာပြောမယ်။စားမယ့်အချိန်မှာစားမယ်။အဲ့လိုမျိုးနေချင်းငယ်လုံးမဲ့အချိန်မှာလုပ်မယ်။အဲ့လိုမျိုးလေးတော့ try မို့လိုရတဲ့ဆိုရ message ပြုံးလေးရတယ်ပေါ့နော်။အဲ့မကြခင်မှာဖိုင်နံပါတ်2အတွက်တင်းကောင်းတစ်ခုအကြောင်းမကြခင်မှာဖိုင်နံပါတ်2က လုံးဝ Queen of Wands เนาะဘယင်မတပါလိုမျိုးတောက်ပလာမယ်တက်ကြွမှုတွေနဲ့ဥဆောင်နိုင်စွမ်းနေနဲ့ကိုယ့်ရဲ့ပေါ့နော်အလုပ်တွေကိုလည်းလက်တွေ့ကြကြလှုပ်ဆောင်နိုင်စွမ်းနေနဲ့တောက်ပလာမယ်အဲအမျိုးမြင်မိတယ်เนาะတခုပဲအကုတ်ကိုအထိမ်မသေးပါနဲ့ကိုမလုံနိုင်တဲ့အရာဆိုတာမရှိဘူးเนาะလုံနိုင်တယ်သေးပါနဲ့ပေါ့เนาะ ။ Okay so ဖိုင်နံပါတ်2ကအမီဒီနီယာမှာပဲအဆုံးတက်ပြစီအဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည့်ပေးတဲ့တူတရားဆိုင်ကိုကျေးဇူးများရှိတင်ပါတယ်။အာအနုစီမှာပေါ့နော် personal re package လေးဝယ်ယူရမှာမကဘူးကိုဝိုင်းကအခြေခံ terror ဖန်နီးနဲ့ပတ်သက်ပြီးတော့လေ့လာသင်ယူခြင်းနဲ့ပေါ့နော်အာတစ်ဖက်မှာလည်းကိုရဲ့အကြောင်းပညာရေးအလုံးပညာအလုံးပေါ့နော်အလုံးရှိတယ်ဒါမှမဟုတ်လည်း ဟိုပညာရေးရှိသေးတယ်တစ်ဖက်မှာလည်းကိုကကိုဝါသနာပါတဲ့ဒီ terror ဖတ်တာလေးကိုလေ့လာခြင်းနဲ့အဲ့လိုမျိုးဆိုရင်တော့အမျိုးရှိမှာ video class လေးရှိပါတယ်ဒီလို zoom class မဟုတ်ပါဘူးเนาะ video class လေးရှိပါတယ်ကိုအားတဲ့ချိန်မှာကိုနိုင်တဲ့လောက်တနေ့ကို video တစ်ပုတ်ဖြစ်စေပေါ့เนาะတနေ့ကို video နှစ်ပုတ်ဖြစ်စေကိုနိုင်တဲ့လောက်လေးလေ့လာလို့ရပါတယ်เนาะတကယ်လို့တချို့ကကြောက်လဲမဟုတ်ဘူးကျမတို့ကကျွန်တော်ကျမတို့ကအချိန်နေအများကြီးရှိတယ်အချိန်နေအများကြီးရှိတယ်အဲ့ဒီအချိန်နေမှာပေါ့เนาะကိုကတစ်ခါလေးလေ့လာခြင်းလိုက်တာ တရားဟိုတခိုင်းလေးကဒါလို့ဆိုလဲ yes ရပါတယ်ဒီ video class တွေကအကုန် video တွေအားလုံးကို ready ပင်ပြီးသားဖြစ်ပါတယ်ပေါ့နော် okay so အာနောက်ထပ်ကတော့အမျိုးရှိမှာ healing class တွေလာပြီးစုံစမ်းတဲ့သူတွေရှိတယ်ပေါ့နော် တချို့ healing class တွေ join ခြင်းလို့ပါဆိုတော့အမျိုးရှိမှာလေဟိုပုံနေပြ healing class တွေအမျိုးမှာမရှိသေးဘူးဒီလို glue နဲ့တင်တာမျိုးတွေရပေါ့နော်မရှိသေးဘူးဒါပေမဲ့အမျိုးရှိမှာ healing service တော့ရပြီ healing service ကိုတယောက်ချင်းပေါ့နော် try ခြင်းနဲ့ဆိုရင် yes you healing service ကိုယူလို့ရပါတယ်เนาะ healing service ယူလို့ရပါတယ်အမလို့ဒီပထမဆုံး uh ဘာ session တစ်ခုဆိုအမလို့ free ပေးပါတယ်ပေါ့เนาะဒုတိယထပ်ပြီးတော့သဘောကျတဲ့အဆင်ပြေတယ်ဆိုရင်တော့အမလို့ထပ်ပြီးတော့ uh pain healing လေးဝယ်ယူလို့ရပါတယ်ရှင့်ဟုတ် okay so ဖိုင်နံပါတ်2ကိုအမလို့ဒီညမှာပဲအဆုံးသတ်ပြစီဒီ reading စလေးကိုနားထောင်ပြီးတော့တစုံတစ်ယောက်ကပေါ့เนาะ uh စိတ်ခွန်အားဖြစ်သွားတယ် အဲအချင်ချင်းကောင်းနေရသွားတယ်နော်ဟောအဲ့လိုမျိုးဆိုရင်အဲ့လိုဆိုဘက်ကနေဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်နော် Okay so bye bye see you soon Hi phone number 3 okay ဒီတစ်ခေါက်ကတော့ဟော phone number 3အတွက်ကိုဖတ်ပြပေးမှာပေါ့နော်အဓိကကဒီ readiness လေးကကြာအမျိုး timeless လေးကိုလည်းယူရယူရပြီးတော့ဆွဲထားတာမျိုးဆိုတော့ဒီ readiness လေးကိုနားထောင်နေတူပေါ့နော်ဘယ်ချိန်မှာပဲဆွဲဆွဲပေါ့နော်ဘယ်ချိန်မှာပဲဘယ်ချိန်မှာပဲ pick up ကရွေးရွေးပေါ့နော် โอเคကိုအတွက်အဆင်ပြေပါလိမ့်မယ်ဒါပေမဲ့ကိုနဲ့ energy အဆင်ပြေတဲ့ပိုင်းတော့ယူပေါ့เนาะ final map 3ကိုအမြင်စပြီးတော့โอเคဖတ်ပေးမယ် current message ပေါ့เนาะအခုဒီ last sheet အချိန်နေပေါ်မှာဘယ်လို message တွေပေးမလဲဆိုโอเคလိပ်ပြလေးတွေเนาะလိပ်ပြလေးတကောင် picture message အရာဆိုလိပ်ပြလေးတကောင်ဓာတ်မှနားနေတာမျိုးဒီမှာโอเคအဲ့တော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့က အဲ့ဒီ card message ကိုမသွားခင်မှာပထမဆုံး picture message အရာဆိုရင်ဒီမှာ butterfly ပေါ့နော်အဲ့တော့ဒီ psychics ပါအာ psychic ပါဆိုတာဒီ spiritual ဘိုင်းမှာပေါ့နော်ဒီလိုမျိုး meaning နေရှိရဲသူကလေအမေဆိုဟိုးအရင်က coffee cup တွေ tea leaf တွေဖတ်တယ်ပေါ့နော်အာဒီမှာ symbols တွေရှိတယ်အာသင်္ကေတတွေပေါ့နော်အာအသင်္ကေတတွေကဒီ personality တွေကိုညွှန်းတယ်အတိတ်တွေ ရှိတယ်သူတို့မှာပင်ကိုတဘာဝမှာပေါ့เนาะအတိတ်ပဲရှိကြတယ်ပေါ့เนาะဒါပေမဲ့အဲ့အရာတွေကလည်းဒီဖတ်တဲ့ဒီ reader စနေလဲတက်ဆိုင်တာဒီမှာဆိုရင်အမြဲဒီလိပ်ပြာအမြဲဘာနေနဲ့ဖတ်လို့ရှိလဲဆိုရင် transformation ပေါ့เนาะတိုးတက်ပြောင်းလဲမှုဖြစ်စေအပြောင်းလဲပေါ့เนาะအဲ့လိုမျိုးလေးအာယူစမယ်ပေါ့เนาะဒါဒါပြင်နောက်တစ်ခုကဘာလဲဆိုတော့နောက်ထပ် message တစ်ခုထောင်းတာအဲ့ဒါ soul ပေါ့เนาะ soul ဆိုတော့ဟိုဒါတော့ soul ဟာဟွာတာကိုယုံကြည်တဲ့သူမျိုးလဲ အဲရှိမယ်တချို့ကကြောက်လဲစိုးသွားတာကိုမယုံကြည်ဘူးပေါ့နော်ဒါတော့ဒီ religious ဘိုင်းမှာ religion ဘိုင်းမှာဘာသာရေးဘိုင်းမှာဟိုကိုးကွယ်မှုတွေကွဲသလိုမျိုးပဲ belief system ပေါ့နော်အဲ့လိုမျိုးဆိုတချို့ကယုံတယ်တချို့ကမယုံဘူး okay fine အမနီတော့ကတော့အမနီကဒီမှာဖတ်မယ်ပေါ့နော်ဆိုဆိုလိုချင်တာက okay ရပြီ final number 3ကို message ပေးရမယ်ဆိုရင် file number 3ကအခုအချိန်မှာပေါ့နော် file number 3အနေနဲ့ဒီ page energy ကလူလင်းလို့ပြောတာမျိုးဒါပေမဲ့လည်းအမှဒီမှာအာဒီတက်ရှိပင်မဟုတ်ဘူးတတ်မဲ့နေတယ်ဆိုတာကိစ္စရဲ့တခုမကြအာကိုမအတွေ့အကြုံဆိုလဲကိုအတွေ့အကြုံလည်းရမ်းကြီးမရှိသေးဘူးပေါ့နော်အာကိစ္စရဲ့တခုဆိုတာဒါအရန်ကြီးဟို long term ရေရှည်ကြီးဖြစ်လာတာမျိုးမဟုတ်ဘူးအခုမှစမယ်အခုမှစမယ် new energy မျိုးအာ young energy မျိုးငယ်သေးတယ်အာ နုနယ်သေးတယ်အဲအဲ့လိုပုံစံမျိုးเนาะအဲ့လိုမျိုးလုပ်ငန်းတစ်ခုဆိုရင်လည်းကိုကအခုမှဒီလုပ်ငန်းကိုအစတင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအာ vibe ရောရတယ်အာတချို့အတွက်ကဒါ present ကိုယူညွှန်းတာဖြစ်လိုက်မယ်ကိုစီကိုမကြခင်မှာအာလူအစ်စ်တွေအထူးသဖြင့်လူငယ်ပိုင်းလူငယ်ပိုင်းလို့အမေကပြောမယ်ဒီနေရာမှာ maybe 18 19 20အဲ့လောက်ဝန်းကျင်နေပေါ့နော်အာတကယ် mature ဖြစ်ပြီးသားဒီ night queen အာ night ကတော့တိတ်မကြူအောင်ပြော queen queen and energy မျိုးမဟုတ်ဘူးလူငယ်လူရွယ်တွေပေါ့နော်လူငယ်လူရွယ်တွေအလုပ်ဆိုရင်လည်းခုနကပြောတယ်လိုမျိုးအခုမှစပြီးတည်ထောင်လာတဲ့လုပ်ငန်းအသစ်တွေပေါ့နော်တတန်းအရန်ကြီးမကြသေးတဲ့အရာမျိုးတွေအဲ့လိုမျိုးအရာမျိုးမကြခင်မှာ final number 3လေးစီရောက်လာဖို့ဖြစ် ဖြစ်နိုင်နေတယ်။ဒါအပြင်ဖိုင်နံပါတ်3ကဘလို့ပဲခုချိန်မှာအသက်အရွယ်အားဖြင့်ကြီးရယ် mature ဖြစ်တဲ့အတွေ့အကြုံတွေများပြီးရင့်ကျက်တယ်ပြောပြောဖိုင်နံပါတ်3ရယ်ရုပ်ရည်အားဖြင့်နုပြူတာမျိုးပေါ့နော်တက်ကြွနေရတယ်။အဲ့လိုမျိုး energy vibe မျိုးလေးလည်းရတယ်။အဲ့တော့ဒီမှာအမကြခင်မှာကိုက person တယောက်နဲ့တွေ့ရမယ်ဆိုရင်လည်းအနုနယ်တဲ့နုနယ်တဲ့ဆိုတာအထက်ပေါ့နော်တွက်လက်အသက်အရွယ်ကြီးနေတယ်ဆိုရင်တော့မှသူကတွက်လက်ထက်မြက်နေတဲ့အဲ person တယောက်နဲ့တွေ့ရတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ် အဲ့တော့ဒါတချို့ကလည်းအချစ်ရင်းငါအထောက်ငါးနဲ့ဆိုင်တချို့ကလည်း928ပေါ့တချို့ကလည်းလောက်ကိုင်းနဲ့ဆိုင်တာမျိုးဖြစ်နိုင်နေပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကဟိုဒီချိန်နေမှာဖိုင်နံပါတ်3ကကိုကိုရိုင်းကဒီတခုခုကိုလုပ်ငန်းတခုခုကိုဆောင်ရွက်ဖို့အတွက်ဖြစ်စဉ်တခုခုကိုဆောင်ရွက်ဖို့အတွက်ဆိုရင်အချစ်ဖြစ်နေတဲ့တက်ကြွရဲစိတ်လှုပ်ရှားရှားနဲ့စိတ်လှုပ်ရှားမှုတွေရှိနေတယ်ဒါမစိတ်လှုပ်ရှားပြီးတော့ထွက်ပြေးတာလား nervous ဖြစ်တာလား worry ဖြစ်တာလားဆိုတော့ no မဟုတ်ဘူး အဲဒီဟာကိုကိုယ့်ရဲ့ idea တွေစိတ်ကူးတွေအကြံဉာဏ်တွေကို account ထဲပေါ်ဖို့အတွက်ပေါ့နော် account ထဲပေါ်ဖို့အတွက်ဟိုစွန့်စားပြီးတော့အလုပ်ကံမှုအတွက် ready ဖြစ်နေတာမျိုးအဲ့လိုမျိုးနော်အဲ့တော့ panel 3လေးကထပ်မြက်တဲ့ထဲမှာတော့ပါတယ် idea ကောင်းနေပြီနော်ဟိုစိတ်ကူးကောင်းနေပေါ့နော်အဲ့လိုမျိုးလေရတယ်သတင်းချက်လက်တွေကိုလိုချင်တဲ့ຢာတွေကိုလည်း universe က လွယ်လွယ်ရနိုင်နေပေါ့နော်ဒါပေမဲ့တခုကပါလဲဆိုတော့ logical mindset ကြီးอ่ะ final math 3ရဲ့ logical mindset ခေါ်မှာပေါ့နော်တခုခုကိုကိုကခါခါကြိုင်နမူနာပြောမယ် iteration နေရပေါ့ဒီညာကဖြစ်လာမယ်လို့သိထားပေးမယ်အဲတစ်ဖက်ကနေပြီးတော့ logical mindset ခေါ်မှာပေါ့ယုတ်တိယုတ်တိဆန်တာလားအဲ့လိုမျိုးဖြစ်နိုင်ပါမလားဒီလိုမျိုးလေးရောမဖြစ်နိုင်ဘူးလားဒီလိုခြေနေရောလေးလားအဲ့လိုမျိုး mindset တွေပေါ်လာတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ခုနက injuration ရတဲ့အရာကိုလွယ်လွယ်နဲ့ပြီး saving mode ကို on board တော့ကတော့နည်းနည်းလေး by number 3အတွက် challenge ဖြစ်တယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ပေါ့နော်စာရွက်စာတမ်းတွေမကြခင်မှာအခုဒီလက်ရှိချိန်နဲ့လည်းဖြစ်မယ်မကြခင်မှာရောက်လာတာမျိုးလည်းဖြစ်ဖြစ်မယ်ပေါ့နော်စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီးတော့ဒါ ဟုတ်တချို့တွေခရီးသွားဖို့အတွက်ပြင်ဆင်တာတချို့တွေဆိုဒါလုပ်ငန်းနဲ့ပတ်သက်တာပညာရေးနဲ့ပတ်သက်တာအစရှိပြင်တယောက်နဲ့တော့မတူကြအဲ့လိုမျိုးပိုင်းတွေမှာစာရွက်စာတမ်းတွေကိုတော့အသတိထားဖို့လိုအပ်တယ်နော်စာရွက်စာတမ်းတွေကိုသတိထားဖို့လိုအပ်တယ်ပြီးတော့လေစိတ်ကူး idea တွေအများအား changes မဖြစ်နိုင်ဘူးလို့ဟုတ်တယ်။ဘာလို့လဲဆိုတော့ကအမျိုးကတစ်ခါခါကြာရင်လုပ်ငန်းတစ်ခုလုပ်ဖို့ဆိုတာကအများအားဟုတ်ခုံဒီခုံနဲ့အဆင်မပြေဘူးပေါ့ priority ဦးစားပေးစွာထားရတယ်ပေါ့နော်။ဦးစားပေးတစ်ခုခုကို โอเคကိုအတွက်အဆင်မပြေတော့လို့โอเคပြောင်းလိုက်တာပါမြတ်မပြောဘူးဒါပေမဲ့တခါခါမှဒီ file number 3လေးနေနဲ့ idea ကောင်းနေအမြဲရတော့မမြဲတဲ့တရားမရှိတဲ့ခါကျတော့တခုခုကိုကို action ယူရမယ်လို့လက်တွေ့ကြကြနဲ့ဒါကိုပဲငါလုပ်တော့မယ်ပေါ့အဲ့လိုမျိုးဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ဒီ universal task ကလာပြီပေါ့ငါဒါလေးဒီလိုလုပ်ပါအောင်လားဟဲ့ဒါလေးလုပ်ရင်ပိုကောင်းတယ်လေတချို့အချိန်တွေကျတော့ကိုက ဟို university task ကကိုမှဟိုရွေးချယ်ခွင့်တော့မရအောင်ငါဟာတော့မြင့်ဒီဒုတိယတစ်ခုကိုလောက်ကိုလောက်ရမယ်ဆိုတာမျိုးပေါ့နော်တွဲလောက်ကိုလောက်ရမယ်ဆိုတဲ့အခြေအနေမျိုးတွေဖန်တီးလာတာမျိုးလည်းဖြစ်နိုင်နေပေါ့နော်အဲ့တော့ anyway အပြောင်းလဲကာလာမှာစိတ်မမြန်မှုပေါ့နော်စိတ်အပြောင်းလဲမမြန်မှုလို့ရဲအဲတခုခုကိုကိုယ့်ရဲ့ idea အတိုင်းတကယ်လက်တွေ့ကြကြနဲ့အဆုံးခန်းထိတိုင်အောင် သွားဖို့လဲလို့ရပေါ့နော်လက်တွေ့ကြပြီးတော့โอเคလက်တွေ့တော့ကြာလိုက်ပြီပြီးရင်ချက်ချင်းပြန်ပြောင်းသွားအဲ့လိုမျိုးမဟုတ်ဘဲဆုံးကန်းတိုင်အောင်သွားဖို့လိုပါတယ်ဆုံးကန်းတိုင်အောင်မှလည်းကိုရဲ့ result ကအာကောင်းမွန်တဲ့ result တခုရမှာမျိုးပေါ့နော်တချို့အတွက်ကကြတော့မကြခင်မှာကိုယ့်အတွက်လူငယ်လူရွယ်လေးတွေပေါ့နော်အကနဲ့ပြောဆိုဆက်ဆံရကိုထက်ငယ်ရွယ်တဲ့ပေါ့နော်လူတွေနဲ့ပြောဆိုဆက်ဆံရတာမျိုးတွေကိုကိုတိုင်းကလူငယ်တယောက်လိုမျိုးဟိုဒီတက်တက်ကြွကြွနဲ့ပေါ့နော်လုံဆောင်ရတာမျိုးတွေ အဲ့လိုမျိုးလေးပြောင်းလဲလေးဖြစ်မယ်။အမေကတော့ဒီနေရာမှာဖိုင်နံပါတ်3ကိုမကြခင်မှာငွေကြီးကြီးတွေပို့ပြီးတော့အဆင်ပြေလာမလားဆိုရင်မေကိုမေးမယ်ဆိုရင်ပေါ့။အမေရှိရဖိုင်နံခုမှာအဲ့ဒီ message မရအောင်ဖိုင်နံပါတ်3မှာအမေအဲ့ဒီ message ရတာ။တကယ်လို့ဖိုင်နံပါတ်3မှာ တိကျင်တဲ့တွေကငွေကြေးနဲ့ပတ်သက်ပြီးပို့ပြီးတော့အဆင်ပြေလာမှာလားတိကျင်တဲ့ဆိုရင်တော့ဒီကက်လေးကအရန်ကြီး confirm မပေးဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကဖိုင်နံပါတ်3ကလက်တွေ့ကြဖို့လိုနေတာ idea ကကောင်းတယ် yes ဒါပေမဲ့အတွေ့အကြုံအများများတာဆိုရင်တိတ်အဆင်မပြေဘူး။ကိုကတခုခုကိုလက်တွေ့ကြကြနဲ့လုပ်ဖို့လိုအပ်တယ်ပေါ့နော်။အာကိုဖြစ်ချင်တဲ့အရာလေးတခုကိုပေါ့နော်စာလုံးရင်စပေါ့ကကြီးကပေါ့အဲ့လိုမျိုးလေးအရှင်စယူလိုက်တာမျိုးလေးလုပ်ဖို့လိုအပ်တယ်ပေါ့နော် အဲ့လို action ထားယူနေစင်မှာလည်းဒီမှာအတွေးများတယ်ဆိုတာမျိုးမဖြစ်ရအောင်။ဘာလို့ဆိုတော့ဒီ source energy ကကြာသူကစိတ်ကူးစိတ်တမ်းများတယ်ပေါ့နော်။အဲ့လိုမျိုးမဖြစ်ရအောင်ဆိုရင်ကိုကကိုကကိုတခုခု action ယူရမယ်ဆိုရင်ဒီ present mode present mode ဩအခြေအနေပေါ့နော်။ဟိုဒီလက်ရှိအခြေအနေကိုပဲအာရုံစိုက်ပြီးတော့ကို action ယူရမယ်အပိုင်းကိုပဲ အဲဒီဇိုင်းမမတ်လေးတဆင့်ပြီးတဆင့်သွားတာကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဖြစ်လားမလားမဖြစ်လားဟုတ်လားဒါ university test တွေကတော့မျိုးစုံမလာပါလိမ့်လေပေါ့နော်ဒါပေမဲ့ကိုကဒီဟာကိုဖြစ်အောင်လုပ်မယ် affirm ပေးပြီးတော့သွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ yes လုံးဝအတိအကျအကောင့်တယ်ပေါ်လာမှာဖြစ်ပါတယ်အဲအပြောင်းလဲများနေတဲ့စိတ်မျိုးတွေရှိနေရဆိုအဲ့ဒါလေးကိုသတိထားပါဦးစားပေးထားပါလက်တွေ့ကြပါနော်။ Okay so ငွေကြေးနဲ့ပတ်သက်ပြီးတော့ခုချက်ချင်းကြီးတော့ ဘယ်လိုမျိုးကြီးဟိုမှာဖြစ်ဘူးဆိုပေမဲ့လည်းမကြခင်မှာကိုယ့်ရဲ့လက်တွေ့ကြာနာမှုဦးစားပေးထားမှုအပေါ်တော့စီကံကြာနာမှုအဲ့ဒီပုံမှုတည်ပြီးတော့ငွေတွေဝင်လာနိုင်ပါတယ်ပြောစိတ်ကူးကိုလည်းခုနပြောသလိုစိတ် AI idea အငြင်းအကြီးပြောင်းတာမျိုးမဟုတ်ပဲねအဲ့လိုဒီဘက်မှာ mindset ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းအဲ့လိုမျိုးလေးဟိုလေးကျင့်တာမျိုးလေးလीနော်ဟို stable ဖြစ်အောင်အဲ့လိုမျိုးလေးကျင့်တာမျိုးလေးအဲ့လိုမျိုးလေး try ကြည့်လို့ရပါတယ်နော် โอเค so ဖာနံပါတ်3ကိုအမေဒီညမှာပဲအဆုံးတက်ပြစီအဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည့်ပြီးတဲ့တူကြဆိုင်ကိုကျေးဇူးများကြီးတင်ပါတယ်အခုလက်ရှိအချိန်နဲ့ပတ်သက်ပြီးတော့စိတ်ကူ idea တချို့လည်းရသွားမယ်လို့မျှော်လင့်ပါတယ်เนาะအဲ့တော့ energy အပြည့်နဲ့ကို action ရွတ်မဲ့အရာတော့ assignment မဲ့ action ရွတ်တာ yes ပြန်ကောင်းပါတယ်နော်အပြောင်းလဲလေးအရန်မများဘူးလေသတိလေးထားဖို့လိုပါတယ် okay ဆိုတော့အမေဒီညမှာပဲအဆုံးသတ်ပြရစီအဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည်ပြန်တူဦးတရားစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အဲဒီပေါ့နော်ဒီ release လေးကိုနားထောင်ပြီးတော့စိတ်ခွန်အားတချို့ရသွားတယ် idea တချို့ရသွားတယ်အအကြံဉာဏ်တချို့ရသွားတယ်ဆိုရင်ဟာတော့ဆိုတာလည်းဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်နော် so bye bye see you soon